ရခိုင်တိုက်ပွဲအတွင်းအာရခတက်တော်ထံလက်နက်ချအလင်းဝင်သူနဲ့ဖမ်းဆီးခံခဲ့ရတဲ့စစ်တုံးပန်းမိသားစုဝင်ပေါင်း1130နှစ်ယောက်ကို မေလ18ရက်နေ့ကနေမေလ20ရက်နေ့အထိ3ရက်အတွင်းပြန်လွတ်ပေးခဲ့တယ်လို့အာရခတက်တော်နဲ့နှိဆက်သူတွေစီကသိရပါတယ်။မေပြားမောင်ဦးနဲ့ဘူသေးတောင်မြို့နယ်တွေကစစ်တုံးပန်းမိသားစုဝင်တွေနဲ့မောင်တော်မြို့နယ်ကလက်နက်ချအငန်းခံကြသူတွေကိုလွတ်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ မိသားစုဝင်တွေစီကိုအခမ်းအနားနဲ့တကော့စနစ်တကျလွှဲပေးလိုက်တာဖြစ်ပြီးရဝဲကသူတွေကိုလေဆေးတွေပါ ထောက်ပံ့ပေးလိုက်တယ်လို့အေအေနဲ့နီဆက်သူတယောက်ကပြောပါတယ် မေလ၁၈ရက်နေ့ကမင်းပြမျိုးသိန်းတိုက်ပွဲအတွင်းဖန်ဆင်းရမိတဲ့စစ်သုံးဘက်မိသားစုဝင်369ယောက်ဘူတိတော်မျိုးသိန်းတိုက်ပွဲမှာဖန်ဆင်းရမိတဲ့စစ်သုံးဘက်မိသားစုဝင်314ယောက်မေလ၁၉ရက်နေ့ကမောက်ရုံးမျိုးသိန်းတိုက်ပွဲအတွင်းလက်နက်ချအလင်းဝင်သူ32ယောက်နဲ့မေလ20ရက်နေ့မှာမရဦးမျိုးသိန်းတိုက်ပွဲအတွင်းဖန်ဆင်းရမိတဲ့စစ်သုံးဘက်မိသားစုဝင်469ယောက်တို့ကိုလုပေးလိုက်တာလို့ဆိုပါတယ် အရာခါတက်တော်ဟာ2025ခုနှစ်အတွင်းမှာစစ်တုံးပန်းမိသားစုဝင်တွေကိုမကြာခဏလုပေးတာတွေပြုလုပ်နေပါရဲ့ရှင်။မြန်မာနိုင်ငံမှာတဘာဝဘေးအပြီးပြန်လည်တည်ဆောက်ရေးအတွက်တရုတ်နိုင်ငံကကျွမ်းကျင်ပညာရှင်အဖွဲ့တွေကိုမြန်မာနိုင်ငံကိုဆွန့်လွတ်ခွေလို့နိုင်ငံသားရေးဝင်ကြီးဌာနလက်အောက်မှာရှိတဲ့အာရှရေးရာဌာနလက်ထောက်အကြီးအကဲလျံကျန်းကျွန်းကမေလ20ရက်နေ့ကပေကျင်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ အားလုံးဆိုရင် KC ရဲ့အဖွဲ့32ဖွဲ့ရှိပြီးအစိုးရနဲ့စစ်တပ် unit တွေဒေတာခန့်စစ်တနဝန်ထမ်းတွေနဲ့အရသာအဖွဲ့တွေအပါအဝင် KC ရဲ့တမ600ကျော်ရှိပြီးအားလုံးကမြန်မာနိုင်ငံကိုဥတီတော်ကြားလို့ဆိုပါတယ်။နောက်လာမယ့်ပြန်လည်တိဆောက်ရေးဂျိုပန်မှုတွေအတွက်အခြေခံလုပ်ငန်းတွေကိုကူညီပေးဖို့တရုတ်အစိုးရကကရောဂါကာကွယ်ရေးနဲ့ကူးစက်ရောဂါမဖြစ်ပေါ်စေဘေးအန္တရာယ်အကဲဖြတ်တာနဲ့ရင်ကျေမှုအမွေအနှစ်တွေကိုကာကွယ်တာမှာကျွမ်းကျင်သူအဖွဲ့တွေကိုစေလွှတ်ထားရလို့လဲဆိုပါရဲ့ရှင်။ လိုင်စင်မဲ့ကားနဲ့ဆိုင်ကြွေတဲ့စိနေမှုကြောင့်နိုင်ငံတော်အခွန်ခတဲ့နှစ်နာသလိုလုံခြုံရေးကိုလည်းချိန်ချောင်းမှုတွေဖြစ်နေတဲ့အတွက်ဖန်ဆီးဖို့ရေတက်ဖွဲ့ဝင်တို့ကိုစစ်ကောင်းဆောင်ကညွှန်ကြားလိုက်ပါတယ်။မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်းစီရဲ့ညီနိုင်အစည်းအဝေးဒုတိယနေ့မှာစစ်ကောင်းဆောင်ကပြည်ထရေးဝင်ကြီးနဲ့အရက်ဘက်ဝင်ကြီးဌာနတွေကိုပူးပေါင်းဆောင်ရွက်ဖို့ပြောဆိုခဲ့တာပါ။ ဒီလိုဖန်ဆီးရမှာအကြမ်းတရားခင်ဖို့လိုအပ်ပြီးပြည်သူလူထုကယုံကြည်ရတဲ့ရဲတပ်ဖွဲ့ဝင်တယောက်ဖြစ်အောင်ချင်းကျန်နေထိုင်တော်ဖို့နဲ့လိုအပ်တဲ့နေထိုင်စားတောက်ရေကိုနိုင်ငံတော် ကပတ်ပိုးမီလို့လည်းပြောပါရယ်။လိုင်စင်မဲ့ရှင်တွေကို2020ခုနှစ်ကတည်းကဖန်ဆီးအရေးယူတာတွေရှိခဲ့ပေမယ့်လက်တွေ့အမြင်ပြမှာလိုင်စင်မဲ့ရင်အသုံးပြုသူအများစုဟာစစ်ဘက်ကများတယ်လို့ရင်ထင်းရေးအရာရှိတယောက်ကဒီဘူဘီကိုပြောပါရယ်။ စစ်ကောင်စီရဲ့ပူပေါင်းစစ်ဆေးရဲ့အဖွဲ့တွေက2024ခုနှစ်အတွင်းပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေဖမ်းဆီးခဲ့ရာမန္တလေး၊စကိုင်း၊နေပြည်တော်နဲ့ရှမ်းပြည်နယ်တွေမှာအများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်ပါရဲ့ရှင်။အစိုးရအဆက်ဆက်လူထုကကန့်ကွက်ခဲ့တဲ့မြင့်ဆောင်ဆဲကိုတိဆောက်မှုသာမရက်ခင်ရင်ပြည်တွင်းမှာလက်စစ်ဓာတ်အားအခုထက်ပိုရမှာဖြစ်တယ်လို့အာနာသိန်းစစ်ကောင်းဆောင်ကပြောဆိုလိုက်ပါတယ်။ ပြည်တွင်းမှာလက်စစ်တပ်အားလက်ရှိမှာလုံလောက်မှုမရှိတာကြောင့်မေလ20ရက်နေ့ကပြုလုပ်တဲ့စစ်ကောင်စီအစိုးရအဖွဲ့အစည်းအဝေးမှာပြောဆိုရင်းထည့်သွင်းပြောဆိုတော်တာဖြစ်ပါတယ်။အရင်ကာလတွေကလက်စစ်တပ်အားပေးစီမံခဲ့တဲ့ချမှတ်ဆောင်ရွက်ခဲ့ပြီးအကောင့်တွေမဖော်နိုင်ခဲ့တာကြောင့်အခုလိုလက်စစ်တပ်အားမလုံလောက်ခဲ့ရတာဖြစ်ပြီးမြေဆုံရေးအားလက်စစ်စီမံခန်းတာမရက်ခဲ့ရင်မန်ကာဝက်6000ရရှိမယ်လို့လည်းပြောဆိုတော်ပါတယ်။ ။ဒါအပြင်လက်ရှိမှာလုံခြုံရေးအခြေအနေကြောင့်စီမံကိန်းတွေရပ်တန့်ထားပြီးစစ်ကောင်စီအနေနဲ့အနှိမ့်တမဲတွေပြုလုပ်နေသလိုလှုပ်ဆောင်လို့ရတဲ့နေရာတွေမှာစီမံကိန်းတွေပြန်လဲဖော်ဆောင်သုံးမယ်လို့လည်းပြောဆိုလာပါသေး යි ။မြေဆောင်စီမံကိန်းအပါအဝင်စစ်ကောင်းဆောင်ရဲလက်ထက်ကစီမံကိန်းတချို့ဟာတဘာဝပတ်ဝန်းကျင်နဲ့လူထုကိုထိခိုက်နိုင်မှုတွေကြောင့်အစိုးရအဆက်ဆက်မှာဒေသခံလူထုနဲ့အရက်ဖက်အဖွဲ့အစည်းတွေကကန့်ကွက်ခေကြတာဖြစ်ပါတယ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီဟာရပ်ဆိုင်းထားတဲ့စီမံကိန်းတချို့ကိုပြန်လည်အသက်အသွင်ဖို့ကြိုးစားလေပန်းနေတာလည်းဖြစ်ပါရဲ့ရှင်။မန္တလေးမဟာအောင်မြင်မြို့နယ်မှာငလင်းချောင်းပြိုလဲဆတိုက်တလုံးမိုးရော်ပြီးနောက်ထပ်ပြိုကျတာကြောင့်ပတ်ဝန်းကျင်ကလူတွေကိုဘယ်လိုရာကေထုတ်ခရရဲလို့မင်းစလလူမှုကွန်ရက်အသင်းမန္တလေးစီကသိရပါတယ် ပေပုတ်တန်ရက်ွက်86လမ်း36လမ်းနဲ့38လမ်းကြားကငလျင်တန်းချောင်းပြိုကျနေတဲ့တိုက်တလုံးဟာမေလ21ရက်နေ့မနေ့နနာရီကျော်မှာမိုးရွာပြီးနောက်ထပ်ပြိုကျခဲ့တာပါ။ဒါကြောင့်အနေအနာပတ်ဝန်းကျင်မှာရှိတဲ့လူနေအိမ်တွေကလူတွေပစ္စည်းတွေကိုဘယ်လိုလဲရဖိထုတ်ရွှေ့ပြောင်းပေးခဲ့လို့မင်းစလအတင်းကဆိုပါတယ်။ မေလ18ရက်နေ့ညကလည်းမက်ဒလင်းစိန်ပတ်ရက်ွက် အပြရာရာမရွှေကူကျောင်းတိုက်တွေကငလျင်ဘေးသက်ကေစီစခန်းမှာကိုကိုပင်တပင်မိုးရော်ပြီးနောက်အမြင့်ကနေလေးကြပြီးတော့ကေစီရေးတေးပေါ်ပြီးတာကြောင့်ငလျင်ဒန်သိသားဘာနှစ်ယောက်တည်ဆုံခဲ့ရပါရဲ့ရှင်။ မကွေတိုင်းမြိုင်မြို့နယ်တဲကဗဟင်းကျော်ကိုစစ်ကောင်စီတပ်ကမေလမက်လ20ရက်နေ့ညနေ9:00ခွဲဝန်းကျင်မှာလင်းနဲ့ဘုံကျေးတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ၂ယောက်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်၄ယောက်တေဆုံးခဲ့ပြီးလူနေအိမ်တွေနဲ့မော်တော်ယာဉ်တွေလည်းပျက်စီးခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ တတအုပ်ဘက်ကနေတက်လာတဲ့ဂျက်ဖိုင်တာကဗဟင်းရော်စာတင်ချောင်းကိုဗုတ်တလုံးကျေးချခဲ့တာကြောင့်စာတင်ချောင်းအနီးမှာရှိတဲ့ထမင်းဆိုင်တဆိုင်ပေါ်ကိုတိတိကျပြီးဆိုင်ပိုင်ရှင်သားမီးနှစ်ယောက်နဲ့ဆိုင်မှာထမင်းစားနေတဲ့ရဲဘော်လေးယောက်တေဆုံခဲ့တာလို့ဆိုပါတယ်တိုက်ပွဲဖြစ်ပေါ်တာမရှိဘဲစစ်ကောင်စီတပ်ကဘုံကျဲခဲ့တာကြောင့်အသက်အန္တရာယ်စိုးရိမ်နေရတဲ့ပြည်သူတွေကိုလည်းစစ်ကူတာပေးနေပြီးတရင်ပေးကြအခုလိုလှုပ်တာဖြစ်နိုင်တယ်လို့မြန်အခြေစိုက်ဒေသပြည်သူကောက်ရဲ့တပ်ဖွဲ့ဝင်ကဒီဗီကိုပြောပါတယ် ဘုံကျဲတိုက်ခိုက်ခံရတဲ့အတွက်ရင်းမပင်ခရိုင်တရင်စင်နဲ့တက်ခွေတုံးကတက်ခွေမုံရေဘော်စောမြတ်ရေဘော်လင်းယုံရေဘော်ဒေဘိနဲ့ရေဘော်မွင်းကြဆုံခရရတာဖြစ်ပါရဲ့ရှင်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာလက်ထုံးမငိမ့်သက်မှုတွေဖြစ်ပေါ်လာနိုင်ပြီးမုတ်တုံလည်းအားကောင်းလာနိုင်တဲ့အတွက်မေလ23ရက်နေ့ကနေ30ရက်နေ့အထိနေရာတချို့မှာမိုးကြီးနိုင်ရလို့စစ်ကောင်စီရဲ့မိုးလင်ဝက်သားနဲ့ဇလားဗေဒဦးစီးဌာနကမေလ23ရက်နေ့မနက်9:00ခွဲအချိန်တိုင်းတာချက်တွေကိုထုတ်ပြန်ထားပါတယ် မိုးသေးတယ်ဆိုအလျော်သွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံရွာတာမိုးကြိုးပြတာလျက်စီလက်တာမိုးသီးကျွေတာလက်တပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့တဘောကဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြင့်ဒေတာအနည်းမှနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်တွေကြုံလာနိုင်တယ်လို့ဆိုပါတယ်မြင့်ငယ်ချောင်းငယ်တွေအနေမှာနေထိုင်ကြသူတွေအနေနဲ့လေရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းတော်လာရင်းနဲ့လေချောင်းပြန်တဲ့ရေအနေနဲ့လေကြိုတင်သတိပြုနိုင်ဖို့သတိပေးထားပါရရှင်။ တနင်္သာရီတိုင်းမြိတ်မြို့မှာမေလ20ရက်နေ့တညတည်းမှာပဲလူရဲမှု3ကြိမ်ဖြစ်ပေါ်ခဲ့တယ်လို့ကိုယ်တိုင်ကြုံတွေ့သူတွေနဲ့မြို့ခံတွေကပြောပါတယ်။မြိတ်မြို့ပါရမီဈေးအနီးဝန်းကျင်မှာည9နာရီဝန်းကျင်လောက်ကအမျိုးသမီးနှစ်ယောက်ဆိုင်ကယ်စီးနေခြင်းလူရဲမှုနဲ့ကြုံတွေ့ခရာလို့ဆိုပါတယ်။ဆိုင်ကယ်စီးနေချိန်မှာလူတစ်ယောက်ဆိုင်ကယ်တစ်စင်းနဲ့ကတ်လာပြီးပက်ဆက်အိတ်လာလို့ပဲမယ်ပက်ဆက်အိတ်တော့ပါမတော်ခဲ့ဘူးလို့ကိုတိုင်းကြုံတွေ့သူတွေကပြောပါတယ် အဲ့နေရာမှာပဲအမျိုးသားတူလက်ကဲလက်ကైအိတ်လူခံရပြီနော်အမျိုးသမီးတယောက်လည်းလက်ကైအိတ်အလူခံခဲ့ရတယ်လို့မျိုးခံတွေကပြောပါတယ်လူရဲမှုနဲ့ကြုံတွေ့ရသူတွေဖြစ်တဲ့အမျိုးသားမှာတော့ Vivo Y60 ဖုန်းတစ်လုံးနဲ့ပတ်စံနှစ်သိန်းပါတော့ပြီအမျိုးသမီးကတော့ဖုန်းတစ်လုံးနဲ့ပတ်စံနှစ်သိန်းကျော်ပါတော့ရေလို့သိရပါတယ်လူရက်သူဟာအင်ဂျင်အမဲရဝက်ဆင်ထားပြီးစိုက်ကယ်ဥတုဆောင်ထားက Honda ဝက်စိုက်ကယ်အမျိုးအစားစီထားရဲ့လို့ကိုတိုင်းကြုံတွေ့ခရသူကပြောပါတယ် မရိမျိုးမှာမေလအတွင်းလူရုံမှုတွေခက်ဆိတ်ဆိတ်ဖြစ်လာပြီးအပြင်တော်လာဖို့အတွက်စိုးရိမ်မှုတွေရှိနေလို့မြို့ခံတွေကပြောပါရဲ့ရှင်။အရာဝတီတိုင်းငပူတော်မြို့နယ်မှာစစ်ကောင်စီတပ်ကဒေသခံတွေရဲ့အလက်ကင်ဖုန်းတွေမှာ PDF တွေနဲ့ဆက်သွယ်ထားတဲ့အချက်လဲတွေ့ရဆိုပြီးမေလ20ရက်နေ့ညနေပိုင်းမှာအရက်သားလေယောက်ကိုဖမ်းဆီးထားတယ်လို့စစ်ကောင်စီတပ်နဲ့နှိဆက်သူတွေစီကသိရပါတယ်။ လက်ကင်ဖုန်းတွေထဲမှာ PDF နဲ့ဆက်သွယ်ထားတဲ့အချက်လက်တွေစစ်စစ်တွေ့ရှိခဲ့တာကြောင့်မိုးတိမ်ပြင်းကြေော်ကမျိုးသားတယောက်နဲ့သေးဖြူကြေော်ဘက်ကအမျိုးသား၃ယောက်ဖမ်းဆီးခံခဲ့ရရဲ့လို့ဆိုပါတယ်စစ်ကောင်စီတက်ကဥဆောင်ပြီးရင်းနဲ့ပြူစောတိအဖွဲ့တွေကလမ်းဆောင်လမ်းခေါ်တွေမှာစစ်ဆေးတာတွေပြုလုပ်ခဲ့တာ PDF တွေနဲ့ဆက်သွယ်ထားတဲ့အချက်လက်တွေတွေ့ရှိတဲ့အတွက်အခုလိုဖမ်းဆီးခဲ့တာလို့စစ်ကောင်စီနဲ့နှိစက်သူကပြောပါတယ် ဖန်ဆင်းခံထားရသူတွေဟာတာမဲအယက်သားတွေဖြစ်ပြီးမြို့ပေါ်ကိုဇစ်တက်ဝဲတဲ့အချိန်စစ်ကောင်စီတပ်ကစစ်ကားပေါ်ဖမ်းခေါ်တော့ကဘယ်နေရာမှာဖမ်းဆီးချုံနောက်ထားတယ်ဆိုတာကိုမသိရဘူးလို့မျက်မြင်တွေ့ရှိသူတွေကပြောပါရဲ့ရှင်အိန္ဒိယရခိုင်ကုန်သွယ်ရေးလမ်းကြောင်းကိုမေလ16ရက်နေ့ကနေစပြီးအိန္ဒိယနိုင်ငံဘက်ကပိတ်ပင်လိုက်တယ်လို့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောက်တလိုင်းကိုပိုင်အုပ်ချုပ်ခွင့်ရခိုင်မြေအခွန်ဦးစီးဌာနကမေလ16ရက်နေ့မှာထုတ်ပြန်ပါတယ် ထုတ်ပြန်စာမှာတော့အိန္ဒိယနိုင်ငံဘက်ကမြန်မာနိုင်ငံဘက်ကိုတင်သွင်းနေတဲ့ကုန်ပစ္စည်းတွေကိုရန်အကန့်အသတ်မရှိပိတ်ပင်လိုက်ပြီးလိုင်းနာမှုမရှိတဲ့ကုန်သေးတွေကိုလည်းထိရောက်စွာအရေးယူတော့မယ်လို့ဆိုထားပါတယ်။ကုန်သွယ်ခွင့်ပိတ်ပင်လိုက်တာကြောင့်မီဇူရန်ပြည်နယ်ရောက်ရခိုင်ကကုန်သေးတွေဟာကုန်စည်တည်ယူခွင့်မရပဲပိတ်မိနေကြသလိုရခိုင်ပြည်နယ်ဘက်မှာလည်းကုန်စည်ပြတ်တောက်တာတွေဖြစ်လာနိုင်တယ်လို့ရခိုင်ကကုန်သေးတယောက်ကပြောပါတယ်။ ရခိုင်ပြည်နယ်ဟာတိုက်ပွဲဖြစ်ကတဲ့ကစစ်ကောင်စီကကုန်စည်စည်းစင်းမှုအလုံးကိုပိတ်ဆို့ထားတဲ့အတွက်အိန္ဒိယနိုင်ငံဘက်ကနေစားတောက်ကုန်ပစ္စည်းတွေစီဝေါနဲ့ဆက်သုံးစီတွေကိုအဓိကမိခိုနေကြရတာဖြစ်ပါရဲ့ရှင်ရွေးကောက်ပွဲကျင်းပလို့ရတဲ့မြို့နယ်တွေကိုအရင်ကားထပ်ပို့ပြီးလုံခြုံရေးတွန်းမြင့်ဆောင်ရွက်ဖို့ပြည်နယ်နဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်တွေကိုဒုစစ်ခေါင်းဆောင်ကမေလ20ရက်နေ့ကပြောပါတယ် နေပြည်တော်မှာပြုလုပ်တဲ့စီမံအုပ်ချုပ်ရေးကောင်စီညှိနှိုင်းအစည်းအဝေးဒုတိယနေ့မှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်နယ်နဲ့တိုင်းဒေသကြီးကဝင်ကြီးချုပ်တွေကိုပြောဆိုခဲ့တာပါပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုဒီနှစ်ကုန်ပိုင်းမှာပြုလုပ်မှာဖြစ်လို့ဝင်ကြီးချုပ်တွေအနေနဲ့ရွေးကောက်ပွဲကျင်းပလို့ရတဲ့မြို့နယ်တွေမှာလုံခြုံရေးကိုအရင်ကထက်တွန်းပြင်းဆောင်ရွက်ဖို့လိုပြီးရွေးကောက်ပွဲပြီးပါကအနာရပါတီကိုအာဏာလွှဲပေးနိုင်ဖို့အခုကတည်းကပြင်ဆင်ထားရမှာဖြစ်တယ်လို့ဒုစစ်ခေါင်းဆောင်ကပြောဆိုခဲ့ပါတယ် ရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲကျင်းပမယ့်နေ့နဲ့ကျင်းပလို့ရတဲ့မြို့နယ်တွေကိုသတ်မှတ်ထားပြီးဖြစ်ပြီးရွေးကောက်ပွဲမတိုင်ခင် ထုတ်ပြန်ကြေညာတော်မယ်လို့ပြည်တွင်းသတင်းဌာနတွေမှာမက်လ16ရက်နေ့ကပြန်လည်ဖြေဆိုထားပါရဲ့ရှင်။အေယဝတီတိုင်းတာပေါင်းမြို့နယ်အခြေဆိုင်စစ်ကောင်စီခမရ308တပ်ရင်းအနီးမှာကာကင်းစခန်းတစ်ခုထပ်မံတည်ဆောက်နေတယ်လို့တာပေါင်းခမရ308တပ်ရင်းနဲ့နီးစပ်သူတွေစီကသိရပါဗျ။ တာပေါင်းမျိုးတွေကိုအာရခတက်တော် AA နဲ့ပူပေါင်းတက်တွေအချိန်မရွေးဝင်ရောက်တိုက်ခိုက်လာနိုင်တာကြောင့်စစ်တိုင်းမူရဲ့ညွှန်ကြားချက်နဲ့ခမရ308တန်ရင်အနည်းမှာကာကင်းစခန်းတစ်ခုကိုမေလ16ရက်နေ့ကစတင်တည်ဆောက်နေတယ်လို့ဆိုပါရယ်။တော်လရဲ့တက်တွေကလင်းမျက်နာတာပေါင်းလက်ဘက်ကနေဝင်လာတဲ့ဆိုတဲ့သတင်းကြောင့်ကာကင်းစခန်းဆောက်တဲ့အပြင်တက်အင်အားလည်းထပ်ဖြစ်ထားရဲ့လို့တာပေါင်းခမရ308တန်ရင်နဲ့နှိမ့်ဆက်သူတွေကပြောပါရယ်။ လက်ရှိတာပေါင်းခမရ308တက်နဲ့အနေဝန်းကျင်ဒေသတွေမှာခမရ308တက်ရင်ကစစ်အင်အားတွေအပြင်မြောင်းမြောင်းမြို့နယ်အခြေဆိုင်ခလာရတက်ရင်စစ်အင်အားတွေနဲ့ရေကုန်ဘက်ကဝင်လာတဲ့စစ်မှုတွေအဆင့်တက်သားတက်တဲ့လာရောက်ပူပေါင်းထားရလို့သိရပါတယ်ပိကရဲမက်စလာပထမအပတ်ကလည်းစကောက်စီတက်နဲ့အေအေပူပေါင်းတက်တွေတာပေါင်းမျိုးနယ်တွေကကမွန်ချင်းတောင်မှာတိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးစစ်ကောက်စီတက်တွေဆုတ်ခေါ်ခဲ့ရပါရဲ့ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဘလမုတ်ကျေးရွာအုပ်စုမှာအရက်သားလူငယ်တယောက်ကိုဖမ်းဆီးပြီးပြန်ဆုတ်ခေါ်လာတဲ့စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်တယောက်သေဆုံးတော်တယ်လို့တနင်္သာရီမြို့နယ်ပကဖဇုံကတော်ပုံကြီးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်မေလ20ရက်နေ့နေ့လယ်7:00နာရီအချိန်လောက်ကအသက်20နှစ်အရွယ်ရှိတဲ့ကိုခိုင်စောဟင်းဆိုသူကိုဖမ်းဆီးပြီးအောက်ကင်းရော့အခြေဆိုင်950ခွန်တရင်ကိုကားနဲ့ခေါ်ဆောက်တော့တဲ့စစ်ကောင်စီတပ်သားတွေကို ဘယ်လိုမှကြေရောလဲဆုံးပါတောပုံးကြီးအဖွဲ့ကဒရုန်းနဲ့ဘုံတိချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ညနေ၄နာရီဝန်းကျင်မှာလေအလေးပိုင်းဘက်ကနေဘယ်လိုမှကြေရောတဲ့ပြန်ဝင်လာတဲ့စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖက်ကတရနေရာမှာတွေပွေးချင်းပြီးတည်ဆုံခဲ့တယ်လို့တောပုံးကြီးအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ် စစ်ကောင်စီတပ်စစ်ကြောင်းဟာမော်ရုံအခြေဆိုင်306အမြောက်တပ်ရင်းကနေအင်အား30ဝန်းကျင်နဲ့ထွက်လာတာလို့သိရပြီးဘဲလမုံကျော်မှာတက်စကန်ချပြီးနောက်ညနေပိုင်းအချိန်မှာအလေးပိုင်းဘက်ကိုအင်အား30ကျော်နဲ့ဝင်ရောက်တော်ရဲလို့ဆိုပါရရှင် ရန်ကုန်တိုင်းတက်လျင်မြို့နယ်မြို့ဟောင်းအနောက်ရက်ကွက်တက်လျင်တရာအစဉ်လက်မှတ်ကိတ်မက်တိုင်အနီးမှာကားရွေစီကနေပတ်စံကောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရင်ထိန်ရှေးတွေနဲ့ရှေးတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုမေလ21ရက်နေ့မနက်7:00နာရီလောက်မှာအဝေးထိန်မိုင်းတလုံးနဲ့ဖောက်ခွေတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်တော်လှန်ရေးအဖွဲ့ Operation Flame ကထုတ်ပြန်ပါတယ်။ ။ဘုံပေါက်ကွေပြီးနောက်စစ်ကောင်စီတပ်ကစစ်ဆင်မှုတွေပြင်းပြင်းထန်ထန်လုပ်နေပြီးထိခိုက်မှုအသေးစိတ်ကိုမသိရသေးဘူးလို့ Operation Flynn အဖွဲ့သတင်းပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်။ Operation Flynn အဖွဲ့ဟာ2020က January လကနေမေလအထိစစ်ကောင်စီကိုတိုက်ခိုက်တဲ့စစ်ဆင်ရေး၈ကြိမ်ရှိခဲ့ပြီးအဝေးထိမ်းမိုက်တဲ့ဖောက်ခွေတိုက်ခိုက်မှု၆ကြိမ်၊လက်ပြုံပစ်ခတ်တိုက်ခိုက်မှု၂ကြိမ်တို့ပါဝင်ပါရယ်ရှင်။ Operation Flay အဖွဲ့အနေနဲ့ရန်ကုန်တော်လှန်ရေးမဟာမဲအားလုံးနဲ့အတူအာဏာသိမ်းစစ်တပ်ကိုအဆင်အချိန်မြင့်တိုက်ခိုက်ရှင်မုံတော်မယ်လို့ပြောဆိုထားပါတယ်ရှင်။ရန်ကုန်တိုင်းတွန်တဲမြို့နယ်အတွင်းကိုတော်လေရဲတပ်ဖွဲ့တွေရောက်ရှိနေတဲ့ဆိုပြီးတွန်တဲတော်ကြီးကွင်းတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးရှာဝေးထားတဲ့ပြုလုပ်နေကမြို့ပေါ်မှာလည်းအရဝတ်တွေနဲ့စစ်ကောင်စီတည်င်းပေးတွေကစုံစမ်းစစ်ဆေးနေတယ်လို့မြို့ခံတွေစီကသိရပါဗျာ။ တွန်တဲတော်ကြီးကွင်းတွေကိုအရက်သားတွေအတော်လာမပြုတ်လို့ဖို့နဲ့တွေ့တဲ့သူတွေကိုလည်းစကောက်စီတက်ကတနက်နဲ့ပြက်ခတ်ဖမ်းဆီးဖို့အမိန့်ပေးထားတယ်လို့ဆိုပါတယ် PDF တွေမျိုးရေရောက်နေတယ်ဆိုပြီးကင်းလဲတာနဲ့အစ်စင်စစ်ဆဲတာတွေလုံနေကတွန်တဲကော့မှုနဲ့ကွန်းချက်ကုံမျိုးတွေဘက်မှလည်းစစ်ကောင်းစီတက်ကအင်အားအများအပြားနဲ့ကင်းလဲနေတယ်လို့တွန်တဲမျိုးခံတယောက်ကပြောပါတယ် တွန်တဲ့ကော်မုံနဲ့ကွန်းချက်ကုံမျိုးနဲ့တခြားကတော်ကြီးခွင်းလို့ခေါ်တဲ့တော်တွေတွေကိုစစ်ကောင်စီကစစ်ကြောင်းထုနေရလို့တွန်တဲ့ပြည်သူကောက်ွယ်ရဲ့တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်တွန်တွဲမြို့နယ်ကငင်ငူကြီးတော်မှာလဲအစီဆေးတွေကျန်းနေပြီးကံကြီးကုန်းမှာလဲဘုံပေါက်တွေလို့ဆိုကစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30လောက်နဲ့ရှောက်ဖွဲစစ်ဆင်းနေတယ်လို့ဒေတာခန့်ရွေးစီကတရားဝါရီရှင် ရှမ်းပြည်နယ်တောင်ပိုင်းရောငယ်မြို့နယ်မင်းပလောင်ကျောကနဲ့စစ်ဘေးရှောင်နေကြတဲ့စစ်ရှောင်းတွေဟာငပြာရောဂါဖြစ်ပေါ်နေတယ်လို့စစ်ရှောင်းအရေးကူညီပေးနေသူတွေက မေလ20ရက်နေ့မှာပြောပါတယ်။မေလထဲမှာငပြာဖြစ်ပေါ်သူတွေများလာပြီးခလင်းငယ်တွေအပောင်းဝင်လူကြီးတွေလည်းဖြစ်နေတာကြောင့်စေဝါလုံလောက်မှုမရှိဘဲအကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။ငပြာရောဂါဖြစ်ပေါ်နေတာတလားလောက်ရှိပြီဖြစ်ပြီးဆေးလုံလုံလောက်လောက်မရှိတာကြောင့်ခက်ခဲနေတာလို့ဆစ်ဆောင်အရေးကူညီပေးနေသူတွေကပြောပါရဲ့ မိုးရသည့်ကာလကိုရောက်ရှိလာပြီးတောတောင်တဲ့ဆစ်ဆောင်နေရတဲ့အတွက်ခြင်နဲ့ပုံမောတွေကတဆင်းငပြားဖြစ်ပေါ်နေပြီးပြည်သူအယောက်90ထန်းမနည်းဆေးဝါးမလုံးလောက်ပဲဖြားနာတာတွေဖြစ်နေရလို့ဆိုပါတယ်။မင်းပလောင်ကဒေတာခန့်တွေရဲ့နေအိမ်တွေကိုစစ်ကောင်စီတက2024ခုနှစ်ဒီဇင်ဘာလနောက်ဆုံးအပတ်ထဲမှာမင်းရှုဖြည့်ဆည်းလိုက်တဲ့အတွက်ဒေတာခန့်ပြည်သူ900ကျော်ဟာတောတောင်တွေထဲကိုထွက်ပြေးတိမ်းရှောင်နေကြရပါရဲ့ရှင်။